ကျွန်တော်ကိုယ်တိုင်အားထုတ်ရတယ်ဆိုတာတည်းဆရာကအားထုတ်ထားတာကိုကျွန်တော်တို့ကအตาလေးလိုက်သွားရုံပဲဒီကားမှာဘာဖြစ်လဲဆိုတော့ဆရာကသူ့ရဲ့ဒါပြန်ပြီးရိုက်တဲ့ကားလည်းဖြစ်တယ်လို့ရောကျမ်းမာရေးမကောင်းတဲ့ချိန်မှာဆေးထိုးပြီးပဲဆရာတေချာလေးဟိုပင်မန်းတွေခံပြီးရိုက်ခဲ့တဲ့အခါမှာဆရာတော်တော်လေးကိုဒီကားကိုတေချာလေးစီစစ်ပြီးတော့လှုပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဆေးရစကားကိုနားထောင်ပြီးတော့ တေချာလေးဆရာပြောတဲ့အတိုင်းလိုက်ရိုက်လိုက်ရတဲ့အနေထားမှာပဲရှိပါတယ်ဟုတ်မင်္ဂလာပါခင်ဗျာဟောဒီကားမှာပါဝင်ထားတဲ့အကြောင်းဒီကားကကျွန်တော်တို့ဟိုဟာ interpreting protection ကနေပြီးတော့ရိုက်ကူးထားတဲ့ကားလေးပါအဲသူတော်စီပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ဒီတုတဆိုတဲ့နာမည်လေးနဲ့ပါဝင်ထားပါတယ်ခင်ဗျာဟောဒီကားမှာကဟိုတော်လေးစုံစုံလင်လင်လေးပြထားတယ် ီးတော့ဟိုဆရာဥမျိုးမင်းရိုက်ကူးထားတာဖြစ်တဲ့အတွက်ဟိုကျွန်တော်ကတော့ကျွန်တော်ကျွန်တော်ကျွန်တော်တို့ပြောစရာတော့မလိုပါဘူးတိဟိုကောင်းမယ်ဆိုတာသိကြပါတယ်ဟုတ်ဟောဆရာဥမျိုးမင်းနဲ့ရိုက်ရတဲ့ခံစားချက်ကတော့တိုင်းမသိဘောเนาะဘာလို့လဲဆိုတော့ကျွန်တော်ကျွန်တော်အနေထားနဲ့ဆိုရင်ဆရာဥမျိုးမင်းနဲ့ရိုက်ရဖို့ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးအဲဒါကိုဒီကျွန်တော်ရဲ့ production ကနေပြီးတော့ခုလိုမျိုးလေးဆရာဥမျိုးမင်းနဲ့ရိုက်ခွင့်ရအောင် ဒါလုတ်ပေးတဲ့အတွက်ကျွန်တော်ဒီ production ကိုလည်းကျေးဇူးတင်ရသလိုကျွန်တော်ကိုဆရာကနေပြီးတော့ရိုက်ပေးတဲ့အတွက်လည်းဆရာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲကော ျွန်တော်ကိုယ်တိုင်အားထုတ်ရတယ်ဆိုတာတည်းဆရာကအားထုတ်ထားတာကိုကျွန်တော်တို့ကအตาလေးလိုက်သွားရုံပဲဒီကားမှာဘာဖြစ်လဲဆိုတော့ဆရာကသူ့ရဲ့ဒါပြန်ပြီးရိုက်တဲ့ကားလည်းဖြစ်တယ်လို့ပြောကျမ်းမာရေးမကောင်းတဲ့အချိန်မှာဆေးထိုးပြီးပဲဆရာကတေချာလေးဟိုပင်မန်းနေခံပြီးရိုက်ခဲ့တဲ့အခါမှာဆရာတော်တော်လေးကိုဒီကားကိုတေချာလေးစီစစ်ပြီးတော့လှုပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ကဆရာစကားကိုနားထောင်ပြီးတော့ဟိုတေချာလေးဆရာပြောတဲ့အတိုင်းလိုက်ရိုက်လိုက်ရတဲ့အနေထားမှာပဲရှိပါတယ်ဟုတ် trailer ကစိတ်ဝင်စားစရာကောင်းတယ်ဆိုတာတဲ့ဇာကားကြည့်ရင်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းမယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ဘုံမီးယားပြန်တော့ပူလာနည်းနည်းတော့ရှိပြီအားကြောင့် ားမဆောင်ကြဘူးဟုတ်ကျွန်တော်တို့ဒီစကားကဟိုဟိုပြဖို့ရဲရတော့ဆိုရင်3လပိုင်း28ရက်လောက်ကရတာဒါပေမဲ့လေခုနပြောသလိုဒီရှေ့ကားလေးတွေကနေပြီးတော့နှစ်ပတ်နှစ်ပတ်တိုးသွားတဲ့အခါမှာကျွန်တော်တို့ဒီ DV နဲ့ဒီဆုတ်ခဲ့ရတာပေါ့နော်နောက်ဆုတ်ခဲ့ရတာဆုတ်ခဲ့ရတဲ့အခါမှာမထင်မှတ်ဖဲနဲ့ဒီ Nissan DNA ကကျွန်တော်တို့ရဲ့ဟိုစကားကိုပြတ်တာ ရမယ်ရက်ကလေးဖြစ်လာတာပေါ့နော်အဲ့အချိန်မှာလည်းဒီတာဝန်ရှိလူကြီးတွေကလည်းဒီကားလေးကို Nissan DNA ဆိုတာတော့ကျွန်တော်တို့မြန်မာလူမျိုးတွေဖြစ်တဲ့အတွက်နေထူးနေမြက်လေးဖြစ်တဲ့အတွက်အခုဒီကားလေးကိုနောက်ဆုတ်စေခြင်းနဲ့ကျွန်တော်တို့ရဲ့ production ဘက်ကလူကြီးတွေကလည်းဒီကားလေးကိုကျွန်တော်တို့ဒီရက်ကိုရထားပေးမယ်ဒါမှထင်မှပဲရထားပေးမယ်လေကျွန်တော်တို့လူကြီးတွေကလည်းနောက်ကိုစုပ်စေခြင်းတယ်အဲ့တော့အဲ့နှစ်ဦးနှစ်ဖက်စုပ်စေခြင်းတဲ့ခါမှာဒါသူတို့ဆုံးဖြတ်ချက်ရစုပ်လိုက်တဲ့ခါမှာကျွန်တော်တို့ လူငယ်တွေအနေနဲ့ကလည်းပို့ပြီးတော့ကျင်းနေရတယ်ပီတိဖြစ်ရတယ်အဲ့အကျွဲ့တကယ်စုပ်သွားရတဲ့အတွက်ဒါဖြစ်တဲ့ဖြစ်တတ်တဲ့အရာလေးတစ်ခုကိုဖြစ်သွားတဲ့အတွက်ကျွန်တော်လည်းဝမ်းသာတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ဒီနေရာတွေကိုသွားပြီးတော့ဟိုလူခဲ့ရတာဖြစ်တဲ့အတွက်ဟိုဒီလိုနေ့ရက်လေးမှာဒီလိုမျိုးလေးနောက်ဆုတ်လိုက်ရတာတကယ်ကျွန်တော်တို့ဟိုဆုံးဖြတ်ချက်မှန်ကန်တယ်လို့ကျွန်တော်တွေးမိပါတယ်ဟုတ်အခုဒီစကားကိုလည်းကျွန်တော်တို့က Nissan Day နေ့မှာပြသမှာမဟုတ်တော့ဘဲနဲ့နောက်ထပ် ရက်ရွှေ့လိုက်တယ်အဲ့ရွှေ့တဲ့ရက်ကလည်းဒီလူကြီးတွေကျွန်တော်တို့ production ကလူကြီးတွေဘလို့တတ်မှတ်မလဲဘလို့ပြန်ပြီးတော့ပြတ်သက်ခွင့်ရမလဲဆိုတော့သူတို့ပြန်ပြောမှကျွန်တော်တို့လည်းသိရမှာဖြစ်တဲ့အတွက်အဲ့ချိန်ကျရင်လည်းဒီငလင်ဘေးတင်နဲ့နေရာတွေဒေသတွေမှာဘလို့မျိုးနေထားရှိနေပြီလဲဆိုတော့ကျွန်တော်တို့လည်းမသိနိုင်ဘူးအဲ့ချင်းကြရင်ရှိနေတဲ့နေသားပေါ်မူတည်ပြန်လဲထူတောင်းရင်းလဲဖြစ်ချင်းဖြစ်နေမယ်အဲ့ဒါပေါ်မူတည်ပြီးတော့ဒီကားပြတ်တာမှုရတဲ့ညဆုံးရဲ့တရားရဂိုင်းလုံးလုံးကိုအခုလိုမျိုးလှူဒန်းသွားမယ်ဆိုတော့လေကျွန်တော်တို့ rotation ရနေပြောထားတဲ့အတွက်ကျွန်တော်သိရပါတယ်ဟုတ်ကျေးဇူးပါ